လွယ်လွန်းလို့ခက်နေတယ်ပေါ့ဗျာအဲ့တော့ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ဗာစမ်းကြည့်စီကျင်တာလဲဆိုတော့ AI Studio ရော Google တဲ့က build ကိုကျွန်တော်သွားပြီးစမ်းကြည့်စီကျင်တာဒီကောင်ဘယ်လိုသွားရမလဲဆိုရင်ကျွန်တော်မိတ်ဆွေတို့က AIstudio.google.com ဒီလိုရိုက်ရှာရမယ်ရိုက်ရှာလိုက်ရင်ဓာကြီးပွင့်လာလိမ့်မယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေက Gmail account တစ်ခုခုနဲ့ဝင်ထားမှရမယ်ကိုကဖုန်းမှာဆိုရင် ဖုန်းရဲ့ browser ကိုဖွင့်လိုက် desktop version ကိုသွားလိုက် ကျွန်တော်အရင်ကဗီဒီယိုတွေမှာပြထားသလိုပဲဖုန်းနဲ့ဆန်းကြည့်ကြည့်ကျွန်တော်တို့ဖုန်းနဲ့မဆန်းကြည့်ရသေးဘူးဒါပေမဲ့ computer နဲ့ Google Chrome browser နဲ့ကျွန်တော်ကအဆန်းကြည့်မလို့အဲကျွန်တော်မျိုးဆိုတစ်ချိန်ကျရင် main key ဆာကျွန်တော်သိတယ် API key ဘယ်လိုယူရမှာလဲဆိုရင် API key ရဲ့ဒီဘက်မှာ get API key ဆိုရှိတယ်ဒါလေးကိုနှိပ်လိုက်နော် create API key ဆိုတာကျွန်တော်နှိပ်လို့ရတယ်နှိပ်ပြီးတော့ကျွန်တော် API key ကိုကျွန်တော်ပေးလိုက်ဒီမှာ cloud project available မဖြစ်သေးဘူးဆိုရင်ကျွန်တော် cloud project ကိုတစ်ခုခုကိုခံတီးလိုက်လို့ရတယ် အဲဆိုရင်ကျွန်တော် next chapter project ကိုကျွန်တော်ဖန်တီးပြီးသားအဲမှာ next chapter ဆိုပြီးဖြစ်သွားပြီเนาะ UI ဒီမှာ key နာမည်ကကိုနေ testing ဒါဘာပေါ့ test 1လို့ပဲပြလိုက်တော့မယ်အဲ့တော့ဒီမှာကျွန်တော် key လေးပေါ်လာတယ်ဒီမှာကျွန်တော်ရဲ့ project name ပေါ်လာတယ်အဲဒီမှာကျွန်တော်ဖန်တီးထားတဲ့နေ့ပြီးွားရင်ဒီညာဘက်မှာ set up billing ဆိုရှိတယ်အဲ့ဒါကတော့ကျွန်တော်ပတ်စံပေးပြီးတော့သုံးမယ်ဆိုတဲ့အဆင့်ကြရင်ဒီနေရာမှာ ပေးလင်းကို set up လုပ်ပေးရတယ်ဆိုလိုချင်တာကဘယ်လိုပတ်စံပေးမှာလဲအဲ့တော့ API key ကိုဘာဖြစ်လို့ကျွန်တော်တို့ကတစ်ခါတလေရရလိုအပ်လဲဆိုရင် API ဆိုတာကသူ့ရဲ့အုံနှောက်ကိုလှမ်းပြီးတော့ဖောက်ထားတဲ့လမ်းကြောင်းပဲဗျာကျွန်တော်တို့က Google ကအဲ Nano Banana Google AI Studio Google နဲ့ပတ်သက်တဲ့ service တွေအကုန်လုံးတုံးမယ်ဆိုရင်သူ့စီကအုံနှောက်စီကိုသွားဖို့လမ်းကြောင်းတစ်ခုလိုတယ်အဲ့ဒီလမ်းကြောင်းက API key ရဲ့သဘောတဘာပါပဲဒီနေ့သွားချင်တာအဲ့ကိစ္စမဟုတ်ဘူးဒါ API key set up လုပ်တဲ့နေပဲကျွန်တော်အရင်ကြိုပြီးပြလိုက်တာပေါ့နော်ဒီအရှိကိုပြန်သွားလိုက် သွားပြီးွားရင်ဒီမှာ build ဆိုရရှိတယ်အဲ့ဒီ build မှာကျွန်တော်တို့က application တွေကိုလွယ်လွယ်လေးနဲ့စမ်းရည်လို့ရနေတယ်ရနေတယ်ဆိုတာကျွန်တော်တို့ကတကယ်အလုပ်ဖြစ်တဲ့အဆင့်ချီတော့မဟုတ်ဘူးပေါ့ဗျာစမ်းတက်မဲ့အဆင့်လောက်အထိကိုလွယ်လွယ်လေးနဲ့လုပ်လို့ရအစတဆိုရင်ကျွန်တော်ဒီနေရာမှာရေးချင်တာရေးထည့်လိုက်ကိုဖန်တီးချင်တဲ့အရာလေးကိုရေးထည့်လိုက်ပြောရရင်ဒီ gallery ဆိုတာကတော့သူများတွေဖန်တီးထားတဲ့ဟာတွေလေမြင်ရမယ်ပေါ့နော်ကျုပ်တို့တွေဖန်တီးထားတဲ့အရာလေးတွေ game တွေပါအပါဝင်ပေါ့ဗျာနောက်တစ်ခုခုစမ်းကြည့်ကြအောင်စကားပြောတဲ့အတန်တွေကိုစာသားအဖြစ်ပြောင်းပြီးတော့မြင်ပါလို့ ပြီးတော့ရင် meeting minute အဖြစ်ပြောင်းလဲမယ်။အဲဆိုရင် meeting ထဲမှာဒီ application လေးကိုထုတ်ထားပြီးတော့အသံဖမ်းလိုက်တာနဲ့ meeting ဆုံးသွားတာနဲ့ meeting minute ထွက်လာမလားပေါ့နော်။မသိချောက်ကျွန်မိတ်ဆွေတို့နဲ့အခုဗီဒီယိုရိုက်နေတဲ့အတူတူစမ်းကြည့်ကြည့်မယ်။အသံဖမ်းမယ်မြန်မာလိုဖမ်းမယ်။ meeting minute အနေနဲ့ထုတ်မယ်။ပြီးရင် PDF file အနေနဲ့ download ဆွဲလို့ရမယ်။ meeting ရဲ့အနှစ်ချုပ်ရဲ့ summary ရဲ့ transcript ပဲပြန်ညာပြန်ပြောထားတဲ့ဟာရဲ့တခါတည်းမှတ်သားထားပြီးပေါ့နော်။အဲ့ဒါကိုဒီမှာ model ရှိတယ်။ model ကိုကျွန်တော်ယူကြည့်အောင် မော်ရယ်ဒီညာဘက်တောင်မှာ Gemini 3 Pro ဖြစ်နေပြီအရင်တော့ကျွန်တော်တို့ဓာရီက Gemini 2.5နဲ့ကျွန်တော်စမ်းကြတယ်အခု Gemini 3 Pro နဲ့ကျွန်တော်တို့ချက်စမ်းကြည့်ကြည့်မယ်ပြီးရင်ဒီမှာ system instruction မှာကျွန်တော်ကမြန်မာလိုပဲကျွန်တော်လုပ်ချင်တယ်ဆိုတော့ you will use Myanmar language as main for audio and watch အတန်ကောစာသားတွေရောမြန်မာလိုလုပ်ပြီးပါဆိုပြီး system instruction ထဲမှာကျွန်တော်ထပ်ထည့်ထားလိုက်တယ်ထည့်ပြီးတော့ကျွန်တော်ဒီမှာပြန်ရောက်လာပြီပြီးရင် build နှိပ်လိုက်မယ်နော်ဒီညာဘက်ဓာလေးကို okay သူ run နေပြီเนาะ run time လေးတွေပါကျွန်တော်မှတ်ထားအောင်ဘယ်နှစက္ကန့်ကြာမလဲလို့အဲ3မိနစ်ပတ်ချလဲလောက်ကြာပြီးတဲ့နောက်မှာဒါလေးပေါ်လာတယ်เนาะအပေါ်ခေါင်းစည်းလေးကမြန်မာ meeting assistant တောင်းကျွန်တော်နာမည်ပြင်ချင်းပြင်လို့ရရပေါ့ဗျာ microphone ကို access ခွင့်ပြုရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအတန်ဖမ်းပါဆိုတော့လေ allow နှိပ်လိုက်မယ်โอเคဒါက application ရဲ့ပုံစံလေးဒီလိုပေါ်လာတယ် အတန်သွင်းပြီဆိုတာကိုကျွန်တော်နှိပ်လိုက်မယ်။ဒါကြီးဒီကျွန်တော် application တကူလို့ပဲယူဆကြည့်လိုက်ပါတော့။ကျွန်တော်အတန်ဖမ်းပြီးတော့ပြောကြည့်ကြည့်အောင်စမ်းကြည့်ကြည့်အောင်ဒီကောင်ဘယ်လိုလုပ်လို့လဲလို့။အားလုံးပဲမင်္ဂလာပါ။စီဝေးကိုတက်ရောက်ပြီးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။စီဝေးကိုတက်ရောက်လာတဲ့ကိုနေ၊မောင်မောင်၊ကိုကျော်၊မမြ၊မခင်ကြီးတို့အားလုံးကိုကျေးဇူးပါတယ်။ကျွန်တော်ဒီနေ့အစီအဝေးမှာအထူးကပြောမယ့်အကြောင်းအရာကတော့စိုက်ပျိုးရေးတွေကိုဘယ်လိုတိုးချဲ့မလဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။ကျွန်တော်လက်ရှိပဲတွေကိုစိုက်ပျိုးနေတာက15အီကာပေါ်မှာ ဘဲတွေစိုက်ပျိုးနေတာဖြစ်ပြီးတော့ဖြစ်ထွန်းမှုနှုံကအရန်ကိုအားနေနေပါလေအဲ့တော့လာမယ့်မိုးကြရင်ကျွန်တော်တို့ဘယ်လိုစိုက်မလဲဆိုတဲ့အစီအစဉ်လေးနွေရာသီကြရင်ဘယ်လိုလုပ်မလဲဆိုတဲ့အစီအစဉ်လေးအားလုံးကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ရခင်တစ်ချိန်တုန်းကအစည်းအဝေးမှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကတော့စပားစိုက်ပျိုးတဲ့အကြောင်းအရာပဲဖြစ်ပါတယ်စပားမှာကျွန်တော်တို့မိုးစပားနဲ့နွေစပားနဲ့မှာဖြစ်ထွန်းမှုအောင်မြင်မှုတွေကမနှစ်ကအရန်ကိုနည်းပါပါတယ်ဒီနှစ်မှာတော့ဘယ်လိုထွက်နှုံးနေတိုးအောင်လို့ဆောင်ရွက်သွားမယ်ဆိုတာကိုဒီအစည်းအဝေးမှာပြောသွားမှာဖြစ်ပါတယ်ကျွန်တော်တင်ပြမဲ့ budget ကတော့ သိန်းတရာဖြစ်ပါတယ်သိန်းတရာကိုကျွန်တော်တို့တိုးချက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့စိုက်ပျိုးနှုန်းထွက်အားတွေကအများကြီးပိုကောင်းလာမယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒီအစည်းအဝေးကိုတက်ရောက်လာတဲ့သူတွေထဲမှာမမ်မြပိုကိုကိုနေတို့ကဘယ်လိုတင်ပြခြင်းပါသလဲနာမည်ရောမှန်လားမှန်လားမသိဘူးကဲဒီမှာထားပါတော့ stop နှိပ်လိုက်ပြီနှိပ်လိုက်ပြီးတော့အဲ့တော့စာသားပြောင်းနေသည်ရဲ့သူထွက်လာမယ်အချက်လက်နဲ့သူကောက်ယူပေးသွားမယ်အချက်လက်ကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင်อืมဒီမှာထွက်လာပြီကြလားခေါင်းစဉ်ကိုကြည့်ကြည့်အစည်းအဝေးမှတ်တမ်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတိုးချဲ့ရေးဆွေးနွေးပွဲဒီမှာရက်ဆွဲရပလို့တက်ရောက်သူများမှာကိုနေမောင်မောင်ကိုကျော်မမမက်ခင်ကြီးကိုကိုမအီအစည်းအဝေးတွင်စိုက်ပျိုးရေးလုပ်ငန်းများကိုတရားရည်ကြီးကြီးနော်ကျွန်တော်မျိုးဆိုသူရေးပေးတဲ့ဟာတိုးချဲ့ညမှာဆွေးနွေးခဲ့တဲ့လက်ရှိပဲစိုက်ပျိုးမှု15ဧကထွန်းနှုံအားနေနေကြောင်းလာမည့်ဝေးရည်ညွှန်ရည်အတွက်စိုက်ပျိုးစီမံကိန်းများချမှတ်ရန်လိုအပ်ကြောင်းကိုဆွေးနွေးခဲ့တဲ့ ပြီးခဲ့သည့်နှစ်မိုးစွားနေတွေစပါထွန်းနှုံနေပါခြင်းကိုပြန်လဲတုံးတက်ပြီးယခုနှစ်ထွန်းနှုံတိုးတက်ဆောင်အစီအစဉ်များကိုလည်းတင်ပြခဲ့တယ်။စိုက်ပျိုးရေးထွန်းနှုံများတိုးတက်တဲ့အဓိကဘတ်ဂျက်သိန်း100လိုအကြောင်းကိုအဲမမြကူကူနဲ့ကိုနေတို့အား၎င်းတို့၏အချက်ပြုချက်များကိုတောင်းဆိုခဲ့တယ်။အဓိကအချက်များဒီမှာနော် summary key summary အဲ15ကအဲမိုးရသည့်နေရသည့်ယခုနှစ်သူက key point တွေကိုလုံး summary လုပ်ပြသွားတယ်။ဆောင်ရွက်ရင်ခင်ဗျားတို့အချက်ပြုချက်တွေကိုတင်ပြပါလို့ကျွန်တော်ခုနပြောခဲ့တာဟုတ်ပြောခဲ့တော့ဒီမှာအဲ့တော့အောက်ဆုံးမှာမူရင်းစာသားကျွန်တော်ပါဇက်ကခေါ်ပြီးွားတဲ့ဟာ ားလုံးပဲမင်္ဂလာပါအစီအစဉ်တက်ရောက်ပြည့်သူအားလုံးကျေးဇူးတင် transcript လေးကျွန်တော်ပြောရတဲ့စကားအကုန်လုံးကိုဒီမှာရေးသွားတယ်ဒီဟာဒီ Google AI Studio နဲ့၃မိနစ်ပဲအချိန်ကုန်ခံပြီးတော့ရေးခဲ့တဲ့အရာဗျာအဲ့တော့ကျွန်တော်မိတ်ဆွေတို့ကဒီဘက်အချမ်းမှာသိရမယ့်အရာလေးရှိတယ်အဲ့ဒါက device device မှာကျွန်တော်တို့ဒါမျိုးလေးကြည့်လို့ရတယ် mobile မှာဆိုဘယ်လိုပေါ်မလဲဒီ application ကဒီလိုပုံလေးပေါ်မှာနော်အဲ့တော့ mobile မဟုတ်ဘဲနဲ့ကျွန်တော်ပြင်ကြည့်အောင် current screen size ဒါကတော့ကွန်ပျူတာမှာပေါ်တဲ့ size ပေါ့နော်နောက်ပြီးတော့ tablet ဆိုရင်ရောအဲ tablet ဆိုရင်ဒီလောက် size တော့ပေါ်မယ် အဲ့တော့ဒီဘက်ပေါ်မှာ save ဒီ save ကကျွန်တော်တို့ Google Drive မှာကျွန်တော်တို့လုပ်ထားတဲ့စောင့်ရထားတဲ့ဒီ project ပေါ့ဗျာဒီအဆင့်ထိရေးပြီးထားတဲ့ project ကို save လုပ်တာဒီဘက်က download ကျွန်တော်တို့ download ဆွဲလိုက်ရင်သူက zip file ကြီးပေးလိမ့်မယ် HTML text တို့ထည့်တဲ့ component တို့ရှိသမျှအစိတ်အပိုင်းတွေအားလုံးကိုသူကဒီမှာ download ဆွဲချပြသွားတယ်ပေါ့နော်အဲ့တော့ဒီမှာ တင်ထားလိုက်လို့ရတယ်ကိုရေးပြီးသားအဆင့်အထိကိုဒါမဲ့ programmer တမားတွေပဲဒါတွေကိုထဲထဲဝင်ဝင်ဝင်ရောက်ပြီးတော့ပြင်ဆင်ပြီးတော့လိုအပ်တယ်လို့ပြန်လဲပြုပြင်ပြင်ဆင်နိုင်ပါတော့ဗျာကျွန်တော်တို့လိုတာမန်လူတွေကတော့အကျန်းတယ်ပဲအပေါ်ရန်ပဲကြည့်တတ်ပါပေါ့ GitHub ရဲ့သဘောတရားမှာကျတော့ကျွန်တော်တို့ကသူ့ကိုအဲ့ထဲမှာတော်ပြီးတင်ထားလိုက်တဲ့စတိုးချောင်းလိုတမျိုးပဲဒါမဲ့အဲ့စတိုးချောင်းထဲမှာဘယ်နေရာကတော့ဘယ်လိုတင်စီထားရဲဆိုပြီးတော့ကျွန်တော် level 1နဲ့လေ super base နဲ့ချိန်တယ်လို့မျိုး super base ထဲမှာ back end ကိုတွားပြီးတော့ inventory တွေပြင်တာလို့ဇာတ်ရည်ပြင်တာလို့နောက်ကွယ်မှာတွားပြီးတော့ပြင်လို့တော့မရဘူးလို့ပြောတယ် GitHub ရဲ့သဘောတဘာဝက Google ကနေတွားပြီးတော့မှတ်ထားလိုက်တဲ့သဘောပဲသူစီကနေပြန်ပြီးတော့ဟိုတွားပြီးအတွင်းနဲ့ဝင်ပြင်လို့မရအောင်ပြင်ချင်တရားနေပဲလှမ်းပြီးတော့ပြင်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုတချို့သူတွေရှင်းပြကြတယ်အဲ publish လုပ်လိုက်တော့မယ်ပေါ့နော်အတုံးလှုပ်ချလို့ရအောင်လို့လူတိုင်းကိုချပြလိုက်တော့မယ်ဆိုရင်ကျွန်တော် deploy app ကိုနှိပ်လိုက်လို့ရတယ် deploy app ကိုနှိပ်လိုက်ရင်သူဘာပေါ်လာလဲဆိုရင်ဒါပေါ်လာတယ် select a cloud project a cloud project မှာကျွန်တော်တို့ကခုနဖန်တီးထားတဲ့ project ရှိရလေကျွန်တော်တို့ကအဲ့လို deploy လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ပတ်စံပေးရမယ်ဒီဘက်က share app share app ဆိုတာကဒီလို share လုပ်လိုက်မှာ share လုပ်လိုက်ကျွန်တော်က Google account ကိုယူလိုက်ပေါ့နော်ကျွန်တော် account ဆိုရင်ဒါကျွန်တော် account ပေါ့ကျွန်တော် account ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတော့သူကအရင် share လုပ်မယ်ဆိုရင်ね Google Drive ကို in save လုပ်ရပါတယ်။ Okay ကျွန်တော် save လုပ်လိုက်မယ်ဒီဘက်မှာ save လုပ်လိုက်ရင်ဒီညာဘက်ကဒါလေးလဲသွားတယ်တို့ကျွန်တော်ခုနကမှလေး save လုပ်တဲ့နေရာလေး Okay save လုပ်ပြီးတော့ကျွန်တော်တို့ကအဲဒီမှာ publish your app ဆိုတာကိုကျွန်တော်တို့ဒီလိုဒါလေးဖွင့်ထားလိုက်ဒီ advanced share ကတော့ဘယ်သူပဲဖြစ်ဖြစ် anyone with the link က viewer ကျွန်တော်တို့ Google Drive သုံးတယ်လို့ပဲဘယ်သူမှမဆို ျွန်တော်တို့ link ပေးလိုက်တဲ့သူကကြည့်လို့ရတယ်ပြီးွားရင်ဒီနေရာမှာကျွန်တော် default to full screen ဆိုတာလေးကိုပြန်နှိပ်ထားလိုက်မယ်ကျွန်တော်ဒီလို share လုပ်လိုက်တာနဲ့ကျွန်တော်တို့တကယ်ချင်းမိတ်ဆွေတွေစီမှာဒါမျိုးသွားပြီးတော့ပေါ်တယ်ပေါ်တော့ microphone ခွင့်ပြုသည်ပေါ့ခွင့်ပြုသည်လောက်လိုက်မယ်အဲအစီဝေးမှတ်တမ်းတင်စနစ်ဆိုပြီးတော့ပေါ်လာတယ်ဒါကျွန်တော်ရေးထားတဲ့ application လေးပါဆိုပြီးတော့အဲတကယ်ချင်းကိုဆန်းတုံးကြည့်ဖို့ပေးလို့ရတယ်ဒါပေမဲ့သူဒီ Google Cloud ပေါ်မှာပဲ run နေတဲ့အရာပေါ့နော်အဲကျွန်တော်ဒီ application ကိုကျွန်တော်တကယ်ချင်းက link ပို့ပေးလိုက်လို့ရတာဖြစ်ပါတယ် ဒီ application အကြောင်းတော့ကျွန်တော်နားမလည်ဘူးဒါပေမဲ့ဒီ application က meeting minute ကိုရေးပြတယ်လို့ပြောတယ်အဲ့ဒါဒီအလုပ်ဖြစ်မဖြစ်သိချင်လို့ကျွန်တော်စမ်းနေရဖြစ်ပါတယ်ကျွန်တော်က meeting minute ထုတ်ပေးပါဒီမှာအလုပ်ဖြစ်တယ်နော်စီဝေးမှတ်တမ်းအဲထုတ်လို့မှုစမ်းသပ်ခြင်းဘာညာပေါ့နော်ဒီမှာအဓိကအချက်များဆောင်ရွက်ရများ okay ဒီကောင်အလုပ်ဖြစ်တယ်ကျွန်တော်အမဲရောင်သိမ်းလို့ခြင်းနဲ့ပြီးရင်ကျွန်တော်ကို UI ကိုနည်းနည်းလေးလှအောင်လုပ်ပေးပါလို့ကျွန်တော်ရေးလိုက်မယ် program တွေ့ရင်တော့ကျွန်တော်ရေးပါကိုနေပေါက်ရရရှောက်လုံးနေမတောက်တခေါက်အသိပညာနဲ့ဆိုတာ तू ကကျွန်တော်ဘာကိုချပြကျင်တယ်ဆိုတော့အဲ့မတောက်တခေါက်ကျွန်တော်ဘာမှမသိတယ်မတက်တဲ့သူဟာ ဒါမျိုး application လေးကိုဒီလိုလွယ်လွယ်လေးနဲ့ဖန်တီးလို့ရအောင်လို့ကို Google ကဖန်တီးပေးထားတဲ့ UI အထားကိုကျွန်တော်ပြချင်တာဗျာ Google ကသူတို့စီအသုံးပြတဲ့ user တွေအားလုံးကိုအမြဲတမ်းလွယ်အောင်လိုက်လုပ်ပေးနေတာဆိုတော့လေတော့သုံးရတဲ့သူကဘာမှမသိဘူးကျွန်တော်တို့ဘာမှနားမလည်ဘူးဆိုရင်တော့မှဒီလိုလေးလွယ်လွယ်လေးဖန်တီးလို့ရတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်မိတ်ဆွေကိုကျွန်တော်မိတ်ဆွေတို့ဒီနေ့ပြန်ပြီးတော့မျှဝေပေးချင်တာအဲ့တော့ဗျာကျွန်တော်မိတ်ဆွေတို့ကအများအတွက်စီးပွားဖြစ်လောက်တာမလောက်တာခဏထား ိုလိုအပ်တဲ့ဟာလေးတွေဗျာကျွန်တော်ဆိုဥမာအစည်းအဝေးလုပ်တဲ့ဆိုရင်ဒီဘက်ကနေဒါမျိုးလေးဖွင့်ထားလိုက်လို့ရရင်အရင်အဆင်ပြေတယ်လीအဆင်ပြေတော့ဒါမျိုးလေးတွေကိုယ့်အကူဖန်နေထားပြီးတော့ကိုယ့်အကူတယောက်တည်းထိုင်တုံးနေရင်တော့အဆင်ပြေတယ်ဒါပေမဲ့တုံးရမှာက browser ပေါ်မှာပဲတုံးရမှာဖြစ်နေတာဟုတ်ဘာ application အဆင်ကိုဆွဲထုတ်ပြီးတော့ဖုံးမှာဗျာ application ထိလိုက်ပြီးတော့ကျွန်တော်လုတ်ချင်တာလုတ်တဲ့အဆင့်အထိရောက်အောင်တော့နည်းနည်းလေးအုံနောက်ခြောက်မှာပေါ့ဒါပေမဲ့ browser ပေါ်မှာပဲကျွန်တော်လို့အခုလို့ထိုင်သုံးနေမှဆိုရင်တော့မှအစည်းအဝေးလိုင်းရရလေကျွန်တော်ဒီဘက်မှာအတန်သွင်းပြီဆိုပြီးတော့ကျွန်တော်မှတ်ထားလိုက်အောင်ပဲပို့ကဒီ link လေးကိုကွန်ပျူတာမှာပဲတုံတုံဖုန်းနဲ့ကိုထည့်ထားပြီးတော့ဖုန်းနဲ့မှာပဲတုံတုံတုံးလို့ရတယ်ဗျာအဲ့ဒါပြင်ကျွန်တော်မိတ်ဆွေတို့စိတ်ကူးထဲမှာရှိရဲ့အကြောင်းအရာတွေအားလုံးကိုစိတ်ကြအကောင့်ထဲပေါ်ဖန်တီးလို့ရတယ်ဒီမှာဆိုကြည့်ကျွန်တော်အမဲရောက်ပြောချင်တယ်ဒါသိမှုပြောင်းကျင်နေဆိုရင်ဒါမျိုးပြောင်းသွားပြီအဲ့ဒါအောင်မှကျွန်တော် mobile version နဲ့ဆိုရင်ဒါမျိုးလေးဖြစ်သွားမယ်ပိတ် version တွေဝယ်သုံးပြီးတော့ ကို application တစ်ခုတည်ဆောက်မဲ့အဆင့်ဆိုရင်တော့အဲ့ဒါကိုနေတို့ဒီရဲ့အသိဉာဏ်ထက်အများကြီးဝေးကွာသွားပြီဆက်လက်ပြီးတော့ကျွန်တော်မိတ်ဆွေတို့က account ထဲပေါ်မယ်စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုရင်တော့အများကြီးဆက်ပြီးလေ့လာမယ်အများကြီးဆက်ပြီးတော့စူးစမ်းသွားမယ်ဒါပေမဲ့တယောက်တည်းသုံးအတွက်အဆင်ပြေလားဆိုရင်လောလောဆယ်မှာဒီအဆင့်မှာအရန်လွယ်ကူနေတယ်လို့မထင်ဘူးလားအဆင်ပြေနေတယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတို့စမ်းကြည့်ကြပါအသုံးဝင်မယ်လို့ကိုနေကမျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်